မင်္ဂလာမနက်ခင်ပါရှင်2021ခုနှစ်ဩဂတ်လ18ရက်တနင်္ဂနွေနေ့မနက်ပိုင်းထုတ်လွှင့်မဲ့အစီအစဉ်ထဲမှာစံသစ်တီထွင်လဲမြေတခွင်အစီအစဉ်မှာဝါကိုအကိုင်းကူးဆိုင်နည်းနဲ့စီးပွားပြည့်ဝါဆိုင်နည်းအကြောင်းကိုကိုဝင်းမြင့်ကပြပြမှာပါပြောပြမဲ့ဝါအကိုင်ကူနီကတော့ဆယ်ရက်လောက်နဲ့အမြင့်ထွက်ပြီးတော့တေရပြူရလွယ်တဲ့ပြိုးပင်တွေဖြစ်ပါတယ် ထိုင်းနိုင်ငံမှာတော့စားတိုက်ကနေတဆင့်ပြိုးပင်တွေကိုရောင်းစားနေပါတယ်။နိုင်ငံကဈေးကွက်ကိုထိုးဖောက်နေတဲ့ထိုင်းနိုင်ငံအနေနဲ့ကတော့ဝါဈေးကွက်ကကျယ်ပြန့်ပြီးတော့တန်ဖိုးမြင့်ဝင်ဝင်ရအောင် လုပ်နိုင်တဲ့အကြောင်းဝါရဲ့အသုံးဝင်ပုံတွေကိုထိုင်းနိုင်ငံဝါဆွေချောင်းအချုပ်ချာလုပ်ငန်းအဖွဲ့ကဥက္ကဋ္ဌမာနလမိုင်းစီကရှင်းပြပါတယ်။မိုင်းဖိုင်เนี่ยအာမီပြောရောในการที่จะเป็นป่า ။ဘာဖြစ်ကအမြန်ပေါက်အမြန်ကြီးပြီးအောက်ဆီဂျင်ထုတ်လုံနိုင်စွာများတဲ့အပြင်ဖြစ်လို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်အကောင်းဆုံးဖြစ်ပါရဲ့။ရှင်တောင်ဘလုံးနဲ့အဆောက်အဦပရိဘောဂအတွက်သုံးနာလို့လူပန်းကြည့်ပါရဲ့ဗျာ။တကယ်ကိုတန်ဖိုးမြင့်ဈေးကောင်းကြတာကဝါမီတွေဖြစ်ပါရဲ့။ဝါမီတွေကစီမံထဲရက်လုံနိုင်တယ်၊ဆေးဝါးပြည့်အသုံးပြုနိုင်တယ်၊ဘိုင်ယိုဂက်စ်ထုတ်နိုင်တယ်၊ကားတုပ်ဆေးရောင်ထုတ်နိုင်တယ်၊ပြည့်စုံပြီလေထုတ်လုပ်နိုင်ပါသေးတယ်။ ဇာခဲတာကုန်အဖြစ်အသုံးပြုနိုင်တယ်အလားကုန်ပစ္စည်းစတဲ့တန်ဖိုးမြင့်တဲ့ပစ္စည်းတွေလည်းထုတ်လုပ်နိုင်ပါလေရဲ့ဘာလို့ activate charcoal မိသွေးဖုတ်ရင်ဒရိတ်ကကိုကြောက်ငွေတပေါင်းခွဲလောက်ဈေးရပါတယ်ဆိုင်နိုင်ငံအတွက်အသင့်တော်ဆုံးဝါကတော့ကင်ဆွန်ဝါမျိုးဖြစ်ပါတယ်ဒီဝါကအပေါက်သေးပြီးအသားထူရဲမြစ်ကလည်းတစ်နေလုံးထွက်ပါတယ်တစ်နေလုံးမြစ်ထွက်လို့နေရာဒီကိုမေ့ရဲဝါလို့ဆိုင်နေကနာမည်ပေးထားကြပါတယ်ဗျဒီဝါကိုတရိတ်ဆိုင်ရင်တစ်နေကိုကြောက်ငွေ300ကနေ200တိ ဝင်ငွေရနိုင်တဲ့ဝါမျိုးဖြစ်ပါတယ်။ကမ္ဘာမှာဝါကနေဝင်ငွေအကောင်းဆုံးရနေတာကတော့တရုတ်နိုင်ငံပဲဖြစ်ပါတယ်ဗျာ။တရုတ်နိုင်ငံမှာဝါဆိုင်တဲ့အေက6တန်းကျော်ရှိတယ်။ထိုင်းနိုင်ငံမှာကအေက3သိန်းလောက်ပဲရှိပါသေးတယ်။ဂျပန်ကလည်းဝါသေးွက်ကြီးတစ်ခုဖြစ်တာကြောင့်ဝါဆိုင်လို့ဈေးကွက်မရမှာဘူးတော့စိုးရိမ်ကြီးတာမရှိပါဘူးဗျာ။ကျွန်တော်ကိုယ်တိုင်လည်းဝါဆိုင်ထားတာ7နှစ်ကျော်ပါပြီ။ဒါကြေလို့မြန်မာနိုင်ငံကတောင်တူတွေ ဝါနဲ့တက်ဆိုင်တဲ့နိပညာကိုလိုအပ်မယ်ဆိုရင်တော့အကူအညီပေးဖို့အဆင်နဲ့ပါပဲဗျာဝါကိုပိုးမထိုးအောင်မှုမတက်အောင်ဆေးရစိန်ပြီးတော့သုံးမယ်ဆိုရင်နှစ်90ထိအသုံးခံတဲ့ဝါမျိုးတွေလည်းရှိတယ်ဆိုပြီးတော့ထိုင်းကဝါပညာရှင်တွေကပြောပါတယ်။ကင်ဆုံဆိုတဲ့နွေရာသီမေဝါကိုဈေးကောင်းရတဲ့မီးသွေးမလုတ်ချင်ဘူးဆိုရင်တောင်မှ မြစ်ခုတ်ရောင်းမယ်အကိုင်းကူးပြီးတော့ပြိုးပင်ရောင်းစားမယ်ဆိုရင်လဲလစဉ်ဝင်ငွေကောင်းကောင်းရနိုင်တယ်ဆိုပြီးတော့မြေကြီးစစ်အကမှာကင်ဆုံဝါယုံ2000စိုက်ထားတဲ့ခွန်ကွိုက်ဆင်းပြတာကไผ่พันธุ์เนี้ยนะคะเอ่อถ้าถ้ามีน้ําน้ําที่อุดมสมบูรณ์มีว่าမျိုးကဒီပေးမယ်မျိုးဩဇာပေးမယ်ဆိုရင်တော့တစ်နှစ်လုံးမြင့်ထွက်ပါတယ်နေရာဒီမှာထွက်တဲ့မြင့်ကတပိတ်တာကို1500လောက်ရတယ်ပြိုးပင်အကိုင်းကူးရောင်းရင်တစ်ခိုင်းကို1500ရပါတ ဟွာအလုံးလိုက်ရောင်းရင်တော့7000တောင်ရပါလေ။ကျမစိုက်ထားသလောက်ဆိုရင်တော့တစ်လကိုအနည်းဆုံး7000 15000တောင်တော့ဝင်ငွေရပါတယ်။အလုံးသမားကားတွေနဲ့စိတ်စကားတွေလုံးလိုက်မယ်ဆိုရင်တော့တစ်လကို7000 15000တောင်ချက်ပါတယ်။အကိုင်းကူထားတဲ့ဝါပြုပင်တွေကိုစားလိုက်ကြနေတဲ့ဆင့်အိုင်းတနိုင်ငံလုံးကိုပို့ပြီးရောင်းချပေးနေတယ်။ ဝါးကိုင်းတကိုင်းကူးဖို့လိုအပ်တဲ့ပစ္စည်းတွေကတော့ပလတ်စတစ်အကြည်သားအကျယ်ကတထွာလောက်အစေကတတောင်လောက်တစ်ချက်လိုတယ်ကျိုးခိုင်ခိုင်တတောင်လောက်အစေနှစ်ချောင်းပြီးတော့ဓာတ်တလက်မြေကြီးကလက်ခုပ်တကြုံစာနဲ့ရေကနည်းနည်းလိုပါတယ်ပထမဆုံးတော့မြေကြီးကို ရေခတ်ဆူဆူလေးဆွတ်ထားပါဝါးကိုင်းကိုကူးတဲ့နေရာမှာတော့အထူးသတိထားရမှာကဝါးပင်အရင်ကိုလုံးဝအကိုင်းကူးလို့မရပါဘူး သက်တန်နှစ်ထက်မကျော်တဲ့သက်နှုတ်ဝါပင်ပဲကူးလို့ရပါတယ်။စစ်လသားကနေတနှစ်သားဝါပင်ကအကိုင်းကူးလို့ပိုကောင်းပါတယ်။အဲဒီတော့ဝါပင်ကသက်တန်နှစ်နှစ်ကျော်ပြီလားမကျော်ဘူးလားဆိုတာဘယ်လိုသိရမလဲဆိုလို့ရှိရင်ဝါပင်ကို ကြည့်လိုက်ရင်ဝါလုံးမှာမှုတက်တယ်လို့အဖြူရောင်တွေရှိနေတယ်ဆိုရင်တော့အဲ့ဒီဝါဟာနှစ်နှစ်ထက်မကျော်သေးတဲ့သက်နှုတ်ဝါဖြစ်ပါတယ်။ဝါအစ်မဝါအတက်တွေပေါက်တဲ့အခါမှာအကိုင်းတွေအများကြီးပေါက်နေတာကိုတွေ့ရလိမ့်မယ်။ ဒါပေမဲ့အလေကအကိုင်းတိုင်းကတော့အာလုံးတက်ကိုကြီးတဲ့အကိုင်းတစ်ခုဖြစ်ပါတယ်။အဲ့ဒီအကိုင်းကိုကူးယူရမှာ ဖြစ်ပါတယ်။ဒီတော့ဘေးမှာအတက်တွေရှိနေတဲ့အကိုင်းသေးသေးလေးတွေကိုအရင်ဆုံးခုတ်ပစ်ပါ။ဝါပင်စင်အစ်စ်ကနေဝါအကိုင်းထွက်တဲ့နေရာမှာဝါအကိုင်းအရင်ကဘူးတုံလေးဖြစ်နေတယ် အဲ့ဒီဝါအကိုင်းအရင်ဘူးတော်အပေါ်နာကနေပြီးတော့လက်နှလုံးလုံးအကွာကနေဝါပင်စီ အသားအတွင်းပိုင်းကိုဓာတ်နဲ့ခတ်ပြပြခုတ်ပါဓာတ်ခုတ်ရကြောက်ပေါ့လေဝါပင်စီအဖက်ကဟလာမယ်လက်တစ်ဖက်ကနေပြီးတော့ဝါအကိုင်းကိုဆွဲလိုက်ရင်ဝါအကိုင်းအရင်ဟာဝါပင်စီနဲ့ကွာကြလာတာကို တွေ့ရမယ်ဝါပင်စီရဲ့အစ်အောက်လက်သုံးလုံးလောက်အထိကိုဆွဲခွာချလိုက်ပါ ဝါအကိုင်းအရင်ဟာဝါပင်စီကနေဟပြီးတော့တွဲလောင်းလေးဖြစ်နေအောင်ပဲခွာချရမှာဖြစ်ပါတယ်။ဘာကြောင့်မို့အဲ့လိုခွာလိုက်ရလဲဆိုတော့ဝါအကိုင်းကဝါပင်စီကရေတက်ကိုမဆုပ်ယူနိုင်အောင်ဖြတ်တောက်လိုက်တဲ့သဘောဖြစ်ပါတယ်။ဒီတော့မှပဲဝါအကိုင်းကနေအမြင့်မြင့်မြန်ထွက်လာမှာဖြစ်ပါတယ်။ဝါပင်စီကကွာကျလာတဲ့ဝါအကိုင်းအရင်ဘူးတုံးမှာရေဆွတ်ထားတဲ့မြေကြီးကိုအပြည့်အုံလိုက်ပါ။ထမင်းစုပ်ဆုပ်တယ်လို့ပဲအုံထားလိုက်ပါ။ မြေကြီးအောင်ထားတဲ့ဝါအကိုင်းအရင်ဘူးတုံတစ်ခုလုံးကိုပလတ်စတစ်အကြည်သားအပိုင်းနဲ့လုံအောင်စီးလိုက်ပါပတ်တီစီးသလိုစီးပေါ့ဗျာပလတ်စတစ်နဲ့စီးရခြင်းအကြောင်းရင်းကတော့မြေကြီးထဲမှာရှိနေတဲ့ရေငွေ့တွေမပြန်ထွက်သွားအောင်ဖြစ်ပါတယ်ပြီးရင်တော့လုံလုံစီးထားတဲ့ပလတ်စတစ်အိတ်အစနှစ်ဖက်ကိုကျိုးနဲ့ခဏခဏချီပါကောင်းကြီးတို့စီးသလိုဖြစ်သွားမှာပေါ့နောက်ဆယ်ရက်လောက်အကြာမှာဆိုရင်တော့အမြင့်ဖြူဖြူလေးတွေပလတ်စတစ်အိတ်မှာတိုးထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ် ဒါကအကိုင်းကိုပင်စီကနေခွာထုတ်လိုက်တဲ့နည်းဖြစ်ပါတယ်။နောက်တနည်းကတော့ဝါအကိုင်းအရင်ပုဒုံနဲ့ဝါပင်စီအစ်စ်ကိုလွှတ်သေးသေးလေးနဲ့အပေါ်အောက်သုံးပုံတစ်ပုံစီဖြတ်ပါ။ဝါအကိုင်းအရင်ဘူးတုံးအလဲမှာပင်စီနဲ့ဆက်နေတာကတော့၃ပုံ၃ပုံလောက်ပဲကြာမှာဖြစ်ပါတယ်။ အဲ့ဒါလိုဖြတ်ပြီးရင်တော့ရေဆွထားတဲ့မြေကြီးတွေကို plastic အိတ်ထဲမှာထည့်အဝကိုစီးပြီးတော့မြေကြီးအိတ်အလဲကို ခွဲပြီးဝါအကိုင်ပူးတုံအရင်မှာကတ်ပြီးတော့ကျိုးနဲ့ကြက်ကြက်စီးထားလိုက်ပါနောက်၁၀ရက်လောက်အကြာမှာဆိုရင်တော့မြေကြီးအိတ်ထဲမှာဝါအမြင့်ဖြူဖြူလေးတွေထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီတော့အစင်ပြေတဲ့နီးကို သုံးနိုင်ပါတယ် ဝါမေမြင့်ရင်တက်ပြီးတော့အကိုင်းကူးဖို့ကမလွယ်တာကြောင့်အပင်အရင်ကိုတဝက်လောက်ဖြတ်ပြီးတော့အောက်ကိုဆွဲချပြီးအကိုင်းကူးယူနိုင်ပါတယ်။ဝါပင်က တပင်လုံးမပြတ်ထွက်သွားဘူးဆိုရင်တုံယုံတန်ယုံနဲ့မသေးတာကြောင့်အပင်အမြင့်ပိုင်းမှာပေါက်တဲ့အကိုင်းတွေကိုအဲ့ဒီနီးနဲ့ပဲအကိုင်းကူးယူနိုင်ပါတယ်။တီထွင်လက်မြေတခွင်အစီအစဉ်ဖြစ်ပါတယ်ရှင်။